အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ကျွန်တော်တို့ပြန်လည်ပြီးကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီနေ့ကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အဲ့ဒါကျွန်တော်တို့ဒီနေ့ဒါကျွန်တော်လည်းနည်းနည်းလေးပြန်လည်ပြီးတက်တာလိုက်ဖြစ်တော့ကျွန်တော်ဒါပထမတော့ဒီနေ့နားမလို့ပဲဒါကျွန်တော်ကြားထဲမှာ video လေးတစ်ခုတင်ပြီးတော့ဒါကျွန်တော်တို့ဒီ video သုံးခုတင်ပါတော့ဖွဲ့ပြီးသုံးသက်ချက်တင်မယ်လောက်ပဲဒါကျွန်တော်တင်မယ် target ကိုလည်းဒီမှာနည်းနည်းလေးပြန်လည်ပြီးတက်တာလာတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့ Chelsea နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော် video လေးတစ်ပုဒ်လုပ်ချင်တယ်ဘောနော်အဲ့တော့ Chelsea တင်ကအခုလက်ရှိမှာဒါကျွန်တော်တို့ အဲကျွန်တော်တို့လီပြအန်ဇူမိုရက်စကာအနေနဲ့ဒါကျွန်တော်မာရက်စကာပေါ့နော်ဒါကျွန်တော်မိုရက်စကာဆိုကျွန်တော်ခဏအန်ဇူမိုရက်စကာပေါ့နော်အန်ဇူမာရက်စကာအနေနဲ့အခုလက်ရှိဒါကျွန်တော်တို့အသင်းဘက်ကလက်ရှိအန်ဇူမိုရက်စကာလုတ်ပြထားတဲ့ဥစားတွေကိုတတော်လေးကိုဒါသဘောကျနှစ်သက်နေတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေကြတာကိုတွေ့ရမယ်ချက်စစ်တင်ကအလက်ရှိမှာတို့အနေနဲ့ဒါအန်ဇူမာရက်စကာကိုဒါကျွန်တော်လာမယ်ဒါဆောင်းရတဲ့အတွက်မှာအသင်းကလိုအပ်တဲ့နေရာတွေအတွက်ဒါနီးပြစိတ်ကြိုက်ပုံစံမျိုးဖြစ်စီမဲ့ကစားသမားတွေကိုဝယ်ယူပေးသွားဖို့အတွက်လည်းကြိုးစားသွားမယ်ဆိုတဲ့သတင်းတွေဒီနေ့ပေါ်စမှာစတင်အဲ့တော့လက်ရှိမှာ မှာဒါကျွန်တော်တို့ Chelsea အသင်းဘက်ကဒါကျွန်တော်နီးပြအနေနဲ့အခုလက်ရှိဒါ Premier League မှာလည်းအဆင့်နဲ့ရောင်းနေတာကိုဒါအဆင့်တက်ကဒါကျွန်တော်ပြောနေတဲ့အချိန်မှာဒါ Arsenal တင့်ကိုလည်းဒါကျွန်တော်ရမှတ်သုံးမှတ်အကွာနဲ့ pressure ပေးထားနိုင်တဲ့အနေထားမှာကြောင့်မို့လက်ရှိမှာ Enzo Maresca ရဲ့နေရာတနေရာကိုဒါကျွန်တော်တို့ ဒီလေအဲ့ပေါ်အနည်းပြောင်းတာကျွန်တော်စိတ်တိုင်းကြစိတ်ဟိုစိတ်ချသာအောင်ထားဖို့အတွက်တော့ကျွန်တော်ချက်စီအသင်းကပြင်ဆင်လာခဲ့လို့သိရတယ်မှာပါတယ်ချက်စီအသင်းကလက်ရှိမှာနီးပြကိုရေရှည်ရ project နီးပြတရောက်နေသတ်မှတ်ခဲ့ပြီးမြဲအခုလက်ရှိမြင်းမြန်ဆက်ဆံမဲ့အသင်းရဲ့ impact ပေါ်မှာဒါမြင်းမြန်ဆက်ဆံဖြစ်သွားနိုင်တယ်ဒါကြောင့်ချက်စီဘက်ကလည်းတော်တော်လေးကိုချီးကျူးနေတယ်လို့ပြောလို့ရတယ်ဒါတော့လက်ရှိမှာဒါနီးပြစိတ်ကြိုက်ကစားသမားဆိုတာထက်အသင်းကသူတို့ဝယ်ကျင်တဲ့ကစားသမားပေါ်နီမူတီဗီကစားသမားတွေကိုဒါနီးပြက manage လုပ်နေရတယ်လို့မြင်တယ်ပေါ့နော်အဲ့တော့အကယ်၍သာကျွန်တော်နီးပြစိတ်ကြိုက်ကစားသမားပုံစံမျိုးဒါအခုလက်ရှိနီးပြ Anson Mares ကကိုဒါကျွန်တော် ယ်ယူပေးလိုက်ခဲ့မယ်ဆိုရင်တော့တော်တော်လေးကဒါပူပြီးတော့ကောင်းသွားမယ်တသင်းဖြစ်လာမယ်ဆိုတော့လောကငင်းစရာမရှိဘူးเนาะဒါကူလည်း Chelsea ဘုတ်ဖွဲ့ကဒါကျွန်တော်အပြောနဲ့မဟုတ်ဘဲနဲ့ဒါအလုံးနဲ့လာမယ်ဆောင်းရသည့်အပြောင်းရွှေ့မှာတက်သေးဒီကူပြုလို့သွားဖို့အတွက်လက်ရှိမှာ Chelsea ရဲ့ဒါကျွန်တော်တို့ပိုင်ရှယ်ဘုတ်ဖွဲ့ကနေပြီးတော့ပြင်ဆင်လာခဲ့လို့သိရတာမှာပါအဲ့တော့လက်ရှိမှာ Chelsea တင်းငယ်လူအပ်ချက်တွေကဘာတွေဖြစ်ဘလူတွေသွားနိုင်တယ်ဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်နည်းနည်းလေးဆားလိုက်အဲ့တော့ Enzo Maresca ရဲ့လက်ရှိဒါကျွန်တော်အသင်းမှာအဓိကလူအပ်တယ်လို့ Chelsea တင်းခံယူထားတာကတိုက်စစ်မှုနေရာမှာ finisher ကောင်းကောင်းတယောက်လူတွေလို့သိရတယ်မှာပါတယ်ပြင်ဒါကျွန်တော်ခံစစ်မှုတယောက်ကိုအနည်းဆုံး ုံးထပ်ဝယ်ပေးမယ်ပြီးရင်တော့လက်ရှိမှာ Chelsea တင်းရဲ့ဂိုးသမားနံပါတ်1နေရာအတွက်ဒါဒီနှစ်ဆောင်းရည်မှာအဓိက focus ထားသွားမယ်လို့သိရတယ်အဲ့တော့ Chelsea တင်းကအခုလက်ရှိမှာဂိုးသမားနေရာအတွက်ပထမဆုံးဒါ hit ဖြစ်နေတဲ့သတင်းတစ်ခုဟာဒါ ဖာဘီဂျီရိုမာနိုကိုယ်တိုင်တရားဝင်အတည်ပြုထားခဲ့တဲ့ဒါလက်ရှိမှာချက်စီတင်ရဲ့ဒါအရန်ကူးသမားလို့လည်းပြောလို့ရတယ်ဂျော်ဂင်ဆန်တယောက်ကတော့ဒါကျွန်တော်လာမယ့်ဇန်နဝါရီလအတွင်းမှာအသင်းကတရားဝင်ထွက်ခွာတော့မှဖြစ်တယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။ကစားသမားနှစ်ခုလက်ရှိမှာဒါကျွန်တော်ချက်စီတင်မှာနေရာမရတဲ့အတွက်ကြောင့်မို့သူအနေနဲ့သူနေရာရနိုင်မဲ့အသင်းကိုပြန်လည်ပြီးတော့ဒါကျွန်တော်ကျွန်တော်တို့ဒါပြောင်းလဲသွားဖို့အတွက်ဒါကျွန်တော်တို့စဉ်းစားနေရဆိုတဲ့သတင်းထွက်လာခဲ့တယ်။လက်ရှိမှာကစားသမားအနေနဲ့ဒါကျွန်တော်ရောဘတ်ဆန်ချက်စ်ကိုကြော်လွန်ပြီးပွဲမထွက်နိုင်ခြင်းကသူ့အတွက်ကစိတ်ပျက်စရာဖြစ်နေတယ်လို့ဒါဖာဘီဂျိုရိုမာနိုကသူ့ရဲ့ Twitter စာမ မျက်နှာမှာရေးသားထားခဲ့ထွက်ရှိရအောင်အဲ့တော့ဒီကစားသမားလက်ရှိမှာ Chelsea အသင်းကိုရောက်တာဆိုတော့ total 16လပဲရှိခဲ့ပြီးတော့2024ခုနှစ်မှာဒါကျတော့ကစားသမား23တန်းနဲ့ဒါ Chelsea အသင်းကိုရောက်ရှိခဲ့ပြီးတော့ဒါနံပါတ်1ကိုသမားနေရာတို့အတိုက်ပွဲဝင်မှုတို့ရောက်ရှိခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီပြ ဒါကျွန်တော်လက်ရှိ Azumarez ကလက်ထက်မှာဒါကျွန်တော်ဒီကစားသမားအနေနဲ့ဒါကျွန်တော်နေရာမရခဲ့တဲ့အတွက်ကြောင့်မလို့လက်ရှိမှာကစားသမားတို့ချက်စီးတင်ကလာကျွန်တော်တို့ဒီထက်ပိုမရှုံးခင်မှာလာမဲ့ဆောင်းရသည့်အပြောင်းရွှေ့မှာတော့ရောင်းချသွားမှုတဲ့စဉ်းစားနေပြီးကစားသမားကိုယ်တိုင်ကလည်းအသင်းကနေပြီးတော့တရားဝင်ထွက်ခွင့်တောင်းထားတဲ့ဆွေသတင်းကို Fabrizio Romano ကနေတရားဝင်သူ့ရဲ့ Twitter စာမျက်နှာပေါ်မှာရေးသားထားခဲ့တာကိုတွေ့ရမှာအဲ့တော့ချက်စီးတင်လည်းဒီနေရာမှာဂိုးသမားနေရာအတွက်သူတို့နေစတင်ပြီးတော့စဉ်းစားလာခဲ့ပြီပေါ့နော်လက်ရှိမှာချက်စီးတင်ကနံပါတ်1ဂိုးသမားနေရာဆိုတဲ့ဆိုင် Robert Sanchez ကိုလက်ရှိဒီနေ့ဒါကျွန်တော်တို့ကုန်ထိပ်နံပါတ်1နေရာကိုဆက်လက်ပြီးပေးသွားဖို့နေထားမှာရှိကျွန်တော် နေတာ Robert Sanchez ကမတည်ငြိမ်မှုတွေများပေမဲ့လက်ရှိ market ထဲမှာဒါ Chelsea အသင်းရဲ့ Diego Costa တို့ဒါကျွန်တော်တို့ကိုယ်တမကမရနိုင်ဘူးဆိုရင်တော့လက်ရှိမှာ Robert Sanchez နဲ့ stick လုပ်တာတော့ပို့ပြီးတော့တင့်တော်မယ်လို့မြင်တယ်။ Robert Sanchez နဲ့နောက်ပိုင်းပွဲစဉ်တွေမှာလည်းဒီကစားသမားကဒါတော်တော်လေးကိုလည်းစွမ်းပြခဲ့လို့ပြောလို့ကိုယ်ကဘလိန်လုံးလို့လားမသိတာ Robert Sanchez ရဲ့လက်စွမ်းကဒီနောက်ပိုင်းမှာတော်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 ကြီးကိုတိုးတက်လာရင်ဆိုတော့ညင်းမရဘူးလို့ပြောလို့ရတယ်မှာပါတယ်။ Robert Sanchez ရဲ့နောက်ပိုင်းတည်ငြိမ်လာတဲ့လက်စွမ်းတွေက Chelsea အသင်းပေါ်လဲဒါကျွန်တော် impact ကြီးကတော်တော်လေးကိုကြီးမားခဲ့လို့ပြောလို့ရတယ်ရှေ့ဘက် Berlin ရဲ့ပွဲစဉ်မှာ cross claim နေတာတစ်ဖက်အသင်းရဲ့ကန်ချက်တကူလည်းအကောင်းဆုံးထိန်းချောင်းခဲ့ပြီးဒီနောက်ပိုင်းပွဲစဉ်မှာ Robert Sanchez ရဲ့ဒါကျွန်တော်တို့တချို့တော့ခဲ့ပေါ့ Gabriel Gabriel ချောလုတ်တဲ့ movement လေးတွေကလွှဲရင်တော့မစိုးဘူးလို့ပြောလို့ရတယ်ဒီမှာပါတယ်အဲ့တော့ Chelsea တင်းက Robert Sanchez နေရာကိုအလင်းစလို့ဒါလူစားထိုးဖို့အတွက်ပြုလုပ်သွားခြင်းမရှိဘဲနဲ့ Jorginho ကထွက်ခဲ့မယ်ဆိုရင်တော့ Chelsea တင်းကဒီရခဲ့တဲ့ငွေကိုနောက်ထပ်ဂူတမာကောင်းကောင်းတယောက်နေရာမှာလာမဲ့နေရာဒီလောက်မှာပဲ invest လုပ်သွားဖို့အတွက် Chelsea တင်းကပြင်ဆင်လာခဲ့တယ်ဒါပေမဲ့အခုလက်ရှိ market ထဲမှာသာဆောင်းရသည့်အတွက်မှာလည်းခေါ်လို့ရသွားရင်တော့ Chelsea င်က market ထဲမှာကြည်သွားမယ်ဒါပေမဲ့လက်ရှိ market အရဆိုရင်တော့ဂူဒမနေရာမှာဒါကျွန်တော်တီးတလောက်ကိုပြောရမယ်ဆိုရင်တော့ Chelsea တင်းနဲ့ခေါ်မယ်ဆိုရင်တော့မှတကယ်တမ်းဒါ top tier မှာ Diego Costa တရလောပဲရှိမယ် Costa ကိုလည်းရှိမှာ Porto ကတောင်းမဲ့ဈေးကလည်းစောင့်ရတီအပြောင်းရှိမှာဆိုမြင့်သွားနိုင်တယ်လို့ကြောင့်မို့ဒါ Chelsea အသင်းကတော့ဒါဂိုးသမားနေရာအတွက်အရန်ကြီးလောမဲ့နေထားမှာမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းလေးထပ်ပြီးပြောချင်တာက Chelsea တင်းနဲ့ဒါကြောင့် knock down ခေါ်ယူမှုတွေအဲ့တော့ Chelsea တင်းကလက်ရှိလာမဲ့စောင့်ရတီတို့မှာ knock down အဝင်ထွက်လေးရှိမဲ့နေထားမှာရှိတယ် Chelsea တင်းရဲ့လက်ရှိဒါလူငယ်ကစားသမားလေးဖြစ်တဲ့ Enzo Maresca ရဲ့ဒါကျွန်တော်တို့အားကိုးခြင်းကိုလည်းအနေနဲ့များခံထားတယ်အချမ်းပေါင်ကူတော့ Fiorentina ကဒါကျွန်တော်လက်ရှိမှာစိတ်ဝင်စားနေရဲ ိုတဲ့တဲ့ကိုဒီမားစီယူကလက်ရှိသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ Blogspot မှာရေးသားထားခဲ့တာကိုတွေ့ရမယ်။ဒီမားစီယူရေးသားထားပုံရဆိုတော့ Fiorentina ကဒါကျွန်တော်တို့အချက်ပေါင်းကိုအငှားနဲ့ခေါ်ယူခြင်းပြီးသူတို့အနေနဲ့ဒါကျွန်တော်အပိတက်ခေါ်ယူနိုင်တဲ့ဆိုရင်လည်းခေါ်ယူဖို့အတွက်ပြင်ဆင်ထားလာခဲ့တဲ့အသေးရတာမှပါတယ်။ဒါပေမဲ့ Chelsea အသင်းကလက်ရှိမှာအချက်ပေါင်းရဲ့ဒါကျွန်တော်အနာဂတ် talent ရှိတဲ့ကစားသမားမှုလို့အချက်ပေါင်းကိုခေါ်ယူခဲ့မယ်ဆိုတော့မှ Fiorentina စီကိုဒါ Chelsea ဘက်ကနေပြီးတော့အငှားနဲ့ပဲတရားဝင်ဒါကျွန်တော်တို့စေလွတ်ဖို့ရှိတယ်ဆိုတဲ့တဲ့နေ့တော့ရှောက်ထွက်ပေါ်လာခဲ့တော့တွေ့ရမယ်။အဲ့တော့ Fiorentina နေကုလက်ရှိမှာဘလူးဘက်ငှားငှားအချက်ပေါင်းငှားဖို့အတွက်ပြင်ဆင် င်လာခဲ့တယ်။ချက်စီသင်းကလည်းရှိမှာအာချမ်ဘုံအသင်းကနေတရားဝင်ထုတ်ခွင့်ပြုခဲ့မယ်ဆိုရင်တော့မှအသေးစီကိုတရားဝင်တာခန်းစစ်ကစားသမားတယောက်ခေါ်ယူနိုင်မှသာဒီကစားသမားကိုဒါတရားဝင်ထုတ်ခွင့်ပေးသွားမှာဖြစ်တယ်။ချက်စီသင်းကလည်းရှိမှာဒီကစားသမားအတွက် replacement မရှိဘဲနဲ့ကစားသမားကိုရောင်းချဖို့အတွက်လည်းရှိမှာလုံးဝလုံးဝစဉ်းစားသွားမှာမဟုတ်ဘူးလို့ကျွန်တော်ရဲ့နောက်ဆုံး update သတင်းတွေရသိရတယ်မှာပါတယ်။ချက်စီသင်းကခုလည်းရှိမှာရူဒီဂါနဲ့တက်နေတဲ့သတင်းတွေရှိတယ်။ဒါကျွန်တော်လည်းရှိမှာဒါအန်တိုနီယိုဒါရူဒီဂါကို ချက်စီအသင်းကပြန်လည်ပြီးခေါ်ယူခြင်းနဲ့ဆိုတဲ့ကောလာဟာလာသတင်းတွေတက်နေတာကိုမှတ်နေ။ဒါပေမဲ့လက်ရှိမှာချက်စီအသင်းကတော့အန်တိုနီယိုရူဒီဂါရဲ့မြင်မှားလာတဲ့လုခလာစာကိုတော့တိတ်တော်သဘောမကျလောက်။ရူဒီဂါဟိုတာအသင်းစီကိုပြန်လည်ပြီးခေါ်ယူမယ့်အနေထားကိုသဘောချမှုတစ်ခုတော့ရှိခဲ့ပေမဲ့တကယ်တည်းပြန်ခေါ်မယ်ဆိုရင်တော့ရူဒီဂါရဲ့လက်ရှိမြင်မှားလာတဲ့ salary rate ကိုတော့ချက်စီအသင်းက30ရာခိုင်နှုန်းလောက် short ချမယ်ဆိုတော့အသင်းစီကိုပြန်ရောက်ဖို့အတွက်စိတ်ဝင်စားတယ်။ချက်စီအသင်းကလက်ရှိမှာရူဒီဂါပြန်လာမယ်ဆိုသူတို့နယ်ဝိုင်းကစားသမားအသင်းစီကိုပြန်လာမယ်ကြောင့် open arm တော့ဖြစ်တယ်။ဒါပေမဲ့ခုနကပြောကစားသမားနယ်အသင်းစီကိုပြန်လာမယ်ဆိုရင်တော့လွယ်ကူကူပြန်လာလို့မရဘူး။လာစ ာရှော့ယူပြီးမှပြန်လာလို့ရမယ့်အနေအထားမှာရှိတယ်။ရူဒီဂါကိုတော့လက်ရှိမှာဒါတည်ကြတဲ့အတိုင်းပဲဒါ Chelsea ပြည်သက်တဲ့ငွေတွေဒါ font sentiment value ရှိပြီးသားဒါပေမဲ့တချို့ကြတဲ့ဒါ Real Madrid ကိုပြောင်းသွားချင်သိပ်ပြီးသဘောမကျဘူး။တချို့ကြတဲ့လက်ရှိမှာ Migen ကိုပြန်လာမယ့်အချိန်မှာအကုန်လုံးကဒါ welcome ဖြစ်တဲ့သဘောမှရှိတယ်။လက်ရှိမှာဒါ Chelsea အသင်းကတော့ဒါ Thiago Silva လို့ပဲဒါကျွန်တော်လက်ရှိအနေထားရပါတော့ဒါ ကစားသမားအနေနဲ့ဒါမချိုးဖြစ်ပြီးအသင်းစီကိုပြန်လာမယ်ဆိုတဲ့ပုံစံမျိုးသဘောကျတယ်ဒါပေမဲ့သူ့ရဲ့လုခလာစာကူတော့ချက်စင်းတင်းကလုံးဝသဘောကျတဲ့အနေထားမှမရှိဘူးလို့သိရတယ်မှာပါတယ်ချက်စင်းတင်းရဲ့ခံစင်းနေရာအတွက်လက်ရှိမှာသူတို့ကတော့ကစားသမားနှစ်ယောက်ရှိတယ်မာကီဆိုင်ကင်းကိုတော့လာမယ့်နွေရာသီလောက်မှာဘတ်စတိုနီကိုစိတ်ဝင်စားတယ်လက်ရှိမှာချက်စင်းတင်းကတော့ကျွန်တော်ဘတ်စတိုနီအင်တာမီလန်ခံစင်းရဲ့ကစားသမားဖြစ်တဲ့ဘတ်စတိုနီကိုလာမယ့်နွေရာသီမှာချက်စင်းတင်းကမာကီဆိုင်ကင်းတယောက်အနေနဲ့ခေါ်ယူဖို့တော့လက်ရှိမှာစိတ်ဝင်စားနေတယ်ဘတ်စတိုနီကိုတော့လက်ရှိမှာစိတ်ဝင်စားနေတဲ့ကလပ်ပြီးတော့တော်တော်လေးကိုများတယ်အခုလက်ရှိမှာဘတ်စတိုနီကတော့တိကျတယ်မှာဒါပရီ ီးယားလီဂ်မှာတော့ဒါကျွန်တော်လက်ရှိလာလီဂါမှာစီးပွားမှာတော့စိတ်ဝင်စားခံရတဲ့ကလပ်ပြီးမှာတော်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 လေးကိုများရလို့သိရတယ်မှာပါတယ်။တချို့မှာ PSG အသင်းကလည်းဒါမာကွင်းဟုတ်အသင်းကထွက်ခွာခဲ့မယ်ဆိုရင်တော့ဘတ်စတိုနီကိုမာကီဆိုင်ငယ်နဲ့တတ်မှတ်ထားတဲ့ကြောင့်ဆို Chelsea အသင်းနဲ့ဒီညမှာဘတ်စတိုနီကိုခေါ်မယ်ဆိုရင်တော့စိတ်ဝင်စားမှုကောင်းနေထားမှာရှိတယ်။ Chelsea အသင်းကဒါ Liverpool အသင်းနဲ့ရှင်မီလာမဲ့နွေရာဒီမှာတော့ဒါကျွန်တော်လက်ရှိမာဂါယီကိုသူတို့ရဲ့အသင်းထံကိုပြန်ခေါ်သွားဖို့အတွက်ဆွေးနွေးမှုတချို့ကိုပြုလုပ်ထားပေမဲ့ကစားသမားတို့လက်ရှိမှာ Chelsea အသင်းကလာမဲ့နွေရာဒီမှာတော့အလွတ်နဲ့ခေါ်ယူသွားဖို့အတွက်ပုံပြီးစိတ်ဝင်စားပြီးတော့ဒီနှစ်ဆောင်းရာဒီမှာတော့ပတ်စံပေးပြီး င်ခေါ်ယူသွားမယ့်အလုပ်ကတော့ Chelsea တင်မလုပ်ချင်ဘူးလို့သတင်းတွေရသိရတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့မြည်သွပင်စိုးစီကမှ Chelsea အသင်းနဲ့ပတ်သက်ပြီးတော့ Chelsea တင်နောက်ထပ်သတင်းတစ်ခုတက်နေတာရှိတယ်။အဲ့ဒါကပါလေ Chelsea တင်ရဲ့လက်ရှိမှာဒါ Astavio ကိုဒါကျွန်တော်တို့ရေရှည် Superstar တယောက်နေနဲ့ဒါအသင်းဘက်ကသတ်မှတ်လိုက်ပြီးလို့သိရတယ်တော့မပါတယ်။ Matt Lloyd ရဲ့ပြောပုံရဆိုရင်တော့ Chelsea တင်ကလက်ရှိမှာဒါကျွန်တော်တို့ Astavio ကို အကွင်းလေအထိုင်နေရာမှာကောတောင်မဲ့နေရာမှာနှစ်နေရာလုံးဆော့နိုင်ခဲ့ပြီမြဲဒါနောက်တဲ့နှစ်တွေမှာစူပါစတာဖြစ်နိုင်မယ်ကစားသမားတယောက်ဖြစ်တော့ကြောင့်မလို့ချက်စီအသင်းကအစတာဗျူကိုအသင်းမှာဘလူပဲဖြစ်ဖြစ်အသင်းမှာအန်ဝင်ဝင်ကြဖြစ်ကိုဖြစ်ရမယ်ဆိုတော့ strategy နဲ့တူအသင်းကဒါကျွန်တော်လှုံ့ဆော်မှုတွေကိုပြုလုပ်နေတယ်လို့သိရတယ်မှာပါပါတယ်အလရှိမှာတိုက်စစ်မှုနေရာမှာချက်စီအသင်းကတိုက်စစ်နေရာအတွက်ဒါကျွန်တော်ဂိုင်နဲ့ဒီလက်တို့နှစ်ယောက်ကိုသဘောချနေခဲ့ဆိုပေမဲ့ market ထဲမှာဈေးသက်သက်သာသာနဲ့ရနိုင်မယ်ဆိုရင်တော့ကစားသမားတယောက်ကိုဆက်လက်ပြီးတော့ဝယ်ယူသွားအောင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့လက်ရှိမှာဒါကျွန်တော်ချက်စီအသင်းနဲ့ဘယ်ကစားသမားနဲ့ချိတ်ဆက်ထားရဲဆိုတဲ့သတင်းတွေတော့ထွက်ပေါ်ထားကျွန်တော် မရှိသေးဘူးပေါ့နော်မိတို့ပင်စိုးစေးကမှ Chelsea အသင်းနဲ့အခုလက်ရှိမှာ Chelsea အသင်းရဲ့တိုက်စင်မူဟောင်းဖြစ်တဲ့ Nicolas Jackson ကတော့ Chelsea အသင်းကိုလျာဒီကိုရင်အသင်းစီကိုပြန်လာရဖို့အတွက်ရာခိုင်နှုန်းများသွားပြီဖြစ်ပါတယ် Bayern Munich လက်ရှိအားကစား Rider နေနဲ့ဒါ Nicolas Jackson ကိုအပိသက်ခေါ်ယူမှာမဟုတ်ဘူးလို့တရားဝင်ပြောကြားခဲ့ပြီးနောက်ပိုင်းမှာ Nicolas Jackson ကတော့ Chelsea အသင်းကိုလာမယ့်နေရာဒီမှာပြန်လည်ပြီးတော့ရောက်ရှိလို့လာမယ်ဆိုတဲ့သတင်းနဲ့အတူဒီနေ့မှာဒါလေးကိုတော့အန်ကျင်တာဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကောင်းမွန်သောဒီနေ့ဖြစ်ပါစုမုံကောင်တောင်းပြီးနေပဲမြန်မာလက်ကလစ်ပြကြောင်ဗျမြန်မာကလစ်မှာမြန်မာနေအောင်ဖြစ်ပါတယ်အားလုံးမကြိုတူပါနဲ့ကျွန်တော်တောင်းပြီးပါအောင် 第八遍。